ဥရီအိန္ဒာစေခြင်းကောင်းကျိုး၁၁မျိုးနံပါတ်၁မိမိစိတ်လည်းကြည်လင်စေ၍သူတစ်ပါးတို့၏စိတ်ကိုလည်းကြည်လင်စေပါれတဲ့နံပါတ်၂ပညာရှိသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုလည်းခံရတတ်ပါれတဲ့နံပါတ်၃ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာနှုတ်ညံ့ချောမွေ့လှပစီတတ်ပါれတဲ့ နံပါတ်၄ဖြစ်လျာရာဘဝတိုင်းမှာတဲ့ခန္ဓာကိုယ်ကပဉ္စဏံကဲ့သို့မှုပြန့်သောယနေ့နေနဲ့ရရှိနေထိုင်ရတတ်ပါတယ်တဲ့နံပါတ်၅ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာမျက်နှာအစင်းကြည်လင်လှပတတ်ပါတယ်နံပါတ်၆ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာစိတ်ညစ်ညူပွေရာများနဲ့ဘယ်တော့မှမကြုံတွေ့ရပါဘူးနံပါတ်9 ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာစိတ်ချမ်းသာ၍ကိုကျမ်းမာရေးကောင်းခြင်းဆိုတဲ့အကျိုးကိုလည်းရရှိခံစားဆန်းစားတတ်ပါလေ။နံပါတ်၈ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာပညာဉာဏ်လေးကြီးမားခြင်းကောင်းကျိုးကိုလည်းရရှိခံစားဆန်းစားရပါလေ။နံပါတ်၉ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာအသက်ရှင်ခြင်းကောင်းကျိုးဆိုတဲ့ကောင်းကျိုးကိုလည်းရရှိခံစားဆန်းစားတတ်ပါလေ။ နံပါတ်10ဖြစ်လျာရာဘဝတိုင်းဘဝတိုင်းမှာ မတွေ့မဝေဘဲနဲ့တရားတတ်ပါတယ်တဲ့နံပါတ်17တည်ပြည့်တဲ့နောက်ကောင်းရာသူကလေးဆိုတဲ့ဘုံဘဝမှာပဲလာရောက်ရပြီတော့ကောင်းကျိုးဒုက္ခတွေခံစားဆံစားတတ်ပါတယ်တဲ့ဒါဥရိစေခြင်းကောင်းကျိုး7မျိုးဖြစ်ပါတယ်